ရှိဥစွာဗျာသခင်ကျေးဥတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့ဒီနှုတ်ကပတော်ကိုနားဆင်ကြတဲ့တပည့်မိတ်ဆွေများအားလုံးပေါ်မှာဗျာသခင်ထံကနေကျေးဝရကောင်းချီးတက်ရောက်ပါစေလို့ယေရှုနာမ၌ဆုတောင်းပေးပါရစေ။မကြမ်းမာတဲ့သူတွေလည်းဒီနှုတ်ကပတော်ကိုနားဆင်ခြင်းအပြင်ကြားမှာခြင်းဆုကျေးဇူးရရှိကြပါစေလို့ယေရှုနာမ၌ဆုတောင်းပေးပါရစေ။ခက်ခဲပြဿနာမျိုးမျိုးရင်ဆိုင်နေရတဲ့သူတွေစိတ်မသာညှိတွားနေရတဲ့သူတွေလည်းဒီနှုတ်ကပတော်နားဆင်ခြင်းအပြင် အခက်အခဲပြဿနာမျိုးမျိုးကိုအောင်ပြီးဝမ်းမြောက်ခြင်းတရဖို့ရှောင်းနိုင်ကြပါစေလို့ယေရှုနာမနဲ့ဆုတောင်းပေးပါရယ်ဒီနေ့တော့ခြေဆုတိတတ်တော်သူနဲ့မတိတတ်တော်သူတက်တယ်ဆိုရက်ကောင်းစင်နဲ့ခွာပေးတော်မှာဖြစ်ပါရယ်ရှင်လုကခရဝံချံအခန်းဆက်ခွန်စာပိုက်14ကနေ16ထိကိုဖတ်ပါမယ်ယေရှုသည်မြင်တော်မူလင်သင်တို့သည်ယေဘုဟိထံသို့သွား၍ကိုကိုပြကြလော့ဟုတ် မိန်တော်မူသည့်အတိုင်းသူတို့သည်တွားစဉ်တွင်တန်ရှင်းခြင်းသို့ရောက်ကြ၏ထိုသူတို့တွင်တယောက်သောသူသည်ယောဂါကင်းလွတ်ဒီကုတိမြင်လေပြန်လာ၍ကြီးသောအတန်နှင့်ဘုရားသခင်ဂုံတော်ကိုချီးမွမ်းလေခြေရောရင်းနဲ့ပြည့်ဝ၍ကြီးစုတော်ကြီးမလာပေပါသည်ဟုဝန်ခံလေ၏ထိုသူသည်ရှာမာရိလူဖြစ်သည်တွေ့ရတယ်ဒါကယေရှုခရစ်တော်ကနော် ဒီလိုယေရုရှလင်မြို့ကိုလာတဲ့လမ်းမှာဂါလိလဲနဲ့ရှမာရိမြို့ကြားထဲကနေလာတော့လမ်းမှာအနုတဲ10ယောက်ပေါ့တကြိတ်ကအိုဟစ်ပြီးတော့မှသူတို့ကဲမပါဆိုပြီးတော့မှယေရှုအကူညီတောင်းတဲ့ခါမှာယေရှုကတနာပြီးတော့သူတို့10ယောက်လုံးကိုမင်းတို့ဂျပရိုဟိစီမှာတွိုက်ကိုပြကြပါဆိုတော့အတိတ်ဘဲကတော့မင်းတို့ကြားမှာပြီပေါ့မင်းတို့လမ်းမှာသွားတဲ့ချိန်မှာပဲကြားမှာလိမ့်မယ်လို့ပြောချင်တာဘာလို့လဲဆိုတော့ အနုပြောက်မှရစ်ပရိုက်စီကိုတွားလို့ရတာကိုတွားပြရတာကိုအနုပြောက်ချောင်းတွားဒီပြုတ်ခိုင်းတာပေါ့တွားချက်တဲ့ချိန်မှာပဲတကယ်လဲပျောက်သွားတယ်ပျောက်မှတိတဲ့ခါမှာတယောက်တည်းကပြန်လာပြီးတော့မှယေရှုစီကိုလာပြီးကျေတော်ချင်းမနဲ့ဘုရားသခင်ကုံတော်ချင်းမနဲ့ဂျေစုတင်စကားလာပြောတယ်တဲ့နောက်ကိုယောက်လဲပျောက်ပြီမဲ့မလာဘူးတဲ့သူတို့တွေ့ရတယ်အဲ့တော့ယေရှုကလည်းနော်ဟိုသူ့ကိုချင်းမနဲ့ဆိုတော့တွေ့ရတယ်ဒါကြောင့်တင်တဲ့ ဘုရားခင်ထံကနေကျွန်တော်ကျေးဇူးခံရတာချင်းတော့မကွာကြပါဘူးဒါပေမဲ့ကျေးဇူးတည်တတ်တဲ့သူကသာလေဘုရားသခင်အကုန်တော်ကိုထင်ရှားစေတယ်ဆိုတာဟောဒီနေရာမှာသူ့ရဲ့တသက်တည်နေတွေ့ရမှာဖြစ်ပါတယ်ဘုရားသခင်ကဘလောက်ပဲကျေးဇူးပြုပြုကျေးဇူးမတည်တတ်ဘူးဆိုရင်တော့အဲ့ဒီကျေးဇူးပြုခံရခြင်းဟာဘုရားကုံတော်မထင်ရှားပါဘူးဒါကြောင့်ဒီနေ့ကျေးဇူးတည်တတ်ခြင်းရှိပါနော်နေ့စဉ်မှာဘုရားသခင်ကိုကျေးဇူးတင်တတ်တဲ့ နှလုံးသားရှိပါအဲ့ဒါဆိုရင်တော့ဒီနေ့သင်အဖြစ်ဘုရားရဲ့ကုံတော်ထင်ရှားမှာဖြစ်ပါတယ်ပေါ့ကပောက်ချခန်း22 uh, sorry အခန်း28မှာယာကုပ်ကအဖေရနေပြေးလာတဲ့လမ်းမှာသူညအိတ်နေရာမှာနော်သူဆုတောင်းတယ်ဘုရားသခင်ကကျွန်တော်ဖက်မှာရှိမယ်ကျွန်တော်လည်းကျွန်တော်ကိုလည်းကြွေးမွေးမယ်မိဘစီကိုလည်းကြားမှာဆိုရင်ပြန်ရောက်မယ်ဆိုရင်တော့တဲ့နော်ဘုရားသခင်ကို ပေးသနာတော်မူတမျက်ထဲကနေဆယ်ဖို့တဖို့ပူဇော်မယ်လို့ပြောတာတွေ့ရတယ်။နော်ဒါကျေးဇူးတည်တတ်တဲ့နှလုံးသားဖြစ်ပါတယ်။တကယ်လဲရာကုတ်ဟာအမှန်တမဘာမှမပါဘဲနဲ့ထွက်သွားပေမဲ့တာမယအဥ္စာပစ္စည်းကျွန်ယောက်ျားကျွန်မိမနဲ့ကြွယ်ဝစွာနဲ့အဖေကိုပြန်ရောက်တယ်ဆိုတာတွေ့ရပါတယ်။နော်။ဘာကြောင့်လဲတဲ့သူက သူ့ရဲ့ကျေးဇူးတည်တတ်မှုကအများကြီးမဟုတ်ပါဘူးကဆဲဖို့တဖို့အာဒီနေ့မိတ်ဆွေသင်ဟာကျေးဇူးတည်တတ်တော်သူ ဖြစ်ပါသလားဒီနေ့ကျေးဇူးတည်တတ်တော်သူ ဖြစ်တယ်ဆိုရင်တော့အ ਨੇ ဆုံးတော့ဆဲဖို့တဖို့နော်ဘုရားသခင်ပူဇော်မှာဖြစ်ပါတယ်ဒါကျေးဇူးတည်တတ်တော်သူရဲ့တသက်ဖြစ်ပါတယ်ဒီလိုလေးကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီယောမအခန်း15ဆပိုင်း29 ယောမခန်း55စာပိုင်20မှာဘာတွေ့ရလဲဆိုတော့စေရနာစေရှိသည်ဟုဆိုတော့ထိုသူတို့သည်ဂျေဇုတင်တော်သူဖြစ်ကြ၏အကြောင်းမူကားတပါးမျိုးသားတို့သည်ဓမ္မဥစ္စာကိုယူရမျိုးသားတို့နှင့်ဆက်ဆံ၍ခါရသည်မှလည်းလောကီဥစ္စာကိုလှူ၍လှုပ်ကြွေးအပ်၏ဒါလည်းဂျေဇုတည်တတ်တဲ့သူပဲကိုယ့်ကိုဓမ္မဒီဓမ္မတေရနာတိုက်ကျွေးနေတဲ့ဆရာသမားတွေကို ပြန်ပြီးတော့မှနော်အလှငွေပေးကန်းဟိုအလှငွေနဲ့ပြန်ပူဇော်တာပေါ့အလှလှတာဟာကျေးဇူးတည်တတ်ခြင်းဖြစ်ပါတယ်နော်မိတ်ဆွေဒီနေ့တင့်ကိုနှုတ်ကပတော်အဖင်တိဆောက်ပေးနေတဲ့ဓမ္မဆရာတွေတို့မိသားစုတွေနော်ကိုတို့တဲ့နော်အကျိုးရှိမဲ့အရာတွေ့ပြန်ပြီးတော့မှပေးလှူဖို့ပါသလားပေးလှူဖို့ပါ မလိုဘူးနဲ့ဆက်လို့ပါဒါကျေးဇူးတည်တတ်ခြင်းဖြစ်ပါတယ်ကျေးဇူးတည်တတ်ခြင်းအတ္တေဖြစ်ပါတယ်အဲ့လိုလူချင်းကဘာဖြစ်စေလဲသူတို့အတွက်ဖရာတာနာမှာတာရွတ်ဆက်ကပ်ဖို့ဖြစ်စေပါတယ်ခေါင်းအောင်ဖြစ်စေပါတယ်ပေါ့ဒါကြောင့်ဒါဟာလေကျေးဇူးတည်တတ်ခြင်းရဲ့မင်္ဂလာတစ်ပါးပေါ့တည်တည်တစ်ပါးဖြစ်ပါတယ်ပေါ့နောက်တစ်ခေါ်တော့ဒီတည်တည်နော်အခန်းငါးစာပိုက်လေးမှာတာမီးရှိတော်မှုဆိုးမှဖြစ်လင်တာမီးတို့ဒီရှူးစွာဖျားသ ဖျားဝတ်ကိုရိမှတ်လျက်မိမိအိမ်ကိုပြုစု၍မိဘဘိုးဘွား၌ကျေးဇူးဆက်ခြင်းငါတင်ကြစေထိုမှုသည်ဖျားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏တဲ့။အဲ့တော့ဒီနေ့ကို့မှာမိဘနော်ရှိတယ်ဆိုရင်တော့ကိုယ့်ရဲ့ဘိုးဘွားတွေမိဘတွေကိုဘာလုပ်ရမလဲ။ကျေးဇူးပြန်ဆက်ဖို့ကြွေးမွေးဖို့ဖျားသခင်အလိုရှိပါတယ်။အဲ့ဒါဖျားနှစ်သက်တဲ့အမှုဖြစ်တယ်။ ဒါခြေစူးတိတက်တဲ့သားမီးတွေရဲ့နော်တက်တဲ့ဖြစ်ပါတယ်။တင်ဟာခြေစူးတိတက်တော့သူဖြစ်ရင်တင်ရဲ့မိဘဘိုးဘွားနော်မြတ်ကိုလှုပ်ချွေးပါနော်အဲ့ဒါဆိုရင်ဘုရားသခင်နှစ်တက်တဲ့အမှုကိုပြုတ်တော့သူဖြစ်တယ်။တင်ဟာဖြစ်ဘုရားဘုံထင်ရှားလိမ့်မယ်လို့ခွာပေးချင်ပါတယ်။နောက်တစ်ခုကတော့နော်တုတ်တန်ချာခံဆက်ခွန်စာပတ်73မှာဘာတွေ့ရတယ်လဲဆိုတော့သူက အချင်းသူသည်ကြီးစိုးကိုမသိမကောင်းသောအမှုနှင့်ဆိုက်ထိုသွေးအိမ်သည်မကောင်းသောအမှုနှင့်မကင်းလို့ရခုနကြီးစိုးသိတဲ့တက်တည်လဲကျွန်တော်တွေ့ရပြီနော်ကြီးစိုးမသိတတ်တဲ့သူကတော့ဗာလဲဘာဖြစ်တယ်လဲသူကထိုသွေးအိမ်သည်မကောင်းသောအမှုနှင့်မကင်းလို့ရအိမ်နော်ကိုယ့်ရဲ့ကိုနေတဲ့အိမ်မကောင်းတဲ့အမှုအများရန်ကြုံရမယ်တဲ့မကင်းလို့ရအောင် ပြီးလဲဒီခန္ဓာကိုယ်လဲအိမ်ပါပဲနော်မြေအိမ်ပေါ့ဒါလဲဒီနေ့မကောင်းတဲ့အမှုနဲ့အစင်မဲ့ကြုံရမယ်လို့ကျမ်းစာပြောပါတယ်ခင်ဗျဒါလဲခြေစူးမတိတတ်တော့သူရဲ့တက်တည်ဖြစ်ပါတယ်နော်အမင်္ဂလာပေါ့သူကတော့နော်ဒါကြောင့်သူကဘလို့ပြောလဲဆိုတော့ဆာလန်55မှာအမှုရောက်တော့ကာလနိုင်ငါ့ကိုပတ္ထနာပြုတော့ငါဒီကယ်လွတ်မီတင်ဒီလဲငါ့ကိုချီးမွမ်းရလိမ့်မယ်ဆိုတော့ကသူကအမှုအစင်မဲ့ရောက်တက်တယ် ဘာလို့လဲကျေးဇူးမတည်တတ်ဘူးအဲ့တော့ကျေးဇူးတည်တတ်အောင်ပါလဲဖခင်ကဘယ်လိုလုပ်လဲအမှုနဲ့ပေးတွေ့တယ်အော် तू မဖြစ်ရှင်းနိုင်တဲ့ပြဿနာခက်ခဲမြွမြွနဲ့ तू ဖခင်ပေးတွေ့တဲ့ခါမှာအဲအဲ့ဒီခါမှာအဲ့ဒီယုံကြည် तू နောက်ဆုံးဖခင်စီကိုပြန်လှည့်လာတယ်ဖခင်ကဲတင်တဲ့ခါမှာဖခင်ကျေးဇူးတင်တတ်လာတယ်သူတို့တွေ့ရတယ်ပေါ့ဒါကြောင့်ဒီနေ့အမှုကိစ္စမြွမြွနဲ့နော်အစင်မဲ့ရင်ဆိုင်ပြီးမှ နော်ဘုရားဒုထောက်ပြီးမှကျေးဇူးတင်တတ်တော်သူမဖြစ်ပါစေနဲ့နော်အခုချိန်မှာလည်းဒီနေ့ဘုရားကအတင်းကိုကြွေးမွေးနေတာဖြစ်တယ်ဘုရားအတင်းကိုရှောင်ရှောင်နေတာဖြစ်တယ်ဆိုတော့နားလဲပြီးတော့မှနော်အရာရာမှာကျေးဇူးတည်တတ်တဲ့စိတ်ရှိပါကျေးဇူးတည်တဲ့နော်တက်တဲ့ကိုထူပါလို့အဲ့ဒါဆိုရင်တော့တရားဖြင့်ဘုရားဘုံထင်ရှားမှာဖြစ်ပါတယ်လို့ခွာပေးနေတဲ့နေကုန်းချုပ်ပါတယ်ဘုရားသခင်သည်တင်းတို့အားလုံးကောင်းချီးပေးပါစေတော့အာမင်